ဒေဝါလီညဖြစ်တဲ့အတော့တိုက်ရွာအလုံးကအလင်းရောင်တွေနဲ့ထိတ်ထိန်လေးနေခဲ့ပါတယ်။အိမ်တိုင်းအိမ်တိုင်းကတော့ဒေဝါလီပွဲကိုကြိုးစိုးနေကြပြီးစီမီကွက်တွေထုံကြီးနေခဲ့ကြတော့ပေါ့။ရွာရဲ့တလေထုံတန်းဆလာအတိုင်းရွာသူရွာသားတွေကလည်းတရွာအလုံးအနက်စီမီကွက်တွေထုံကြရင်ရှေ့တွင်နာမှာလည်းစီမီကွက်တွေထုံကြဖို့အကြောသွားနေကြပါတယ်။လတီကောင်းဆိုရင်မင်းကလေးငယ်လေးတယောက်ကတော့မြို့ပေါ်ကနေရွာမနေထိုင်တဲ့အဖွားဖြစ်သူစီကိုလာလေခဲ့တာပါ။ သူကရွာမှာရှိတဲ့မိန်းကလေးတွေနဲ့အတူတူရေတွင်းထဲမှာပဲစီမီခွက်ထုံကြီးဖို့အတွာလိုက်ပါသွားပါရီဒီအချိန်မှာသူမကလူတို့ကင်းမဲ့ပြီးမှောင်မဲနေတဲ့အိမ်လေးတဲ့အိမ်ကိုတွေ့မြင်သွားခဲ့ပါရီဒီဝါလီလိုညမျိုးမာတော်မှာဒီအိမ်ကတော့မဲမှောင်နေရပါပဲဒါတို့တွေ့မြင်ကြရတဲ့မိန်းကလေးငယ်လေးကတော့ဝမ်းနေသွားခဲ့တဲ့အတွက်အကြောင်းမလို့မှောင်မဲနေတဲ့အိမ်အရှိမစီမီခွက်လေးတွေကိုသွားထုံပေးထားခဲ့ပါရီ ူမစီမီခွက်တွေကိုထားခဲ့တဲ့အချိန်မှာပဲလေပြင်းတွေတိုက်ခတ်လာခဲ့တဲ့အတွက်ကြောင့်မို့လို့စီမီခွက်လည်းငြိမ်အေးသွားခဲ့ရပါတယ်။တငယ်ချင်းဖြစ်သူကလည်းလက်တီကောင်းကိုတွေ့သွားတာနဲ့ချက်ချင်းပဲလက်ဆွဲပြီးဒိန်းလေးအရှိကနေခေါ်ဆောင်လာခဲ့လိုက်ပါတယ်။လက်တီကောင်းကလည်းတငယ်ချင်းဖြစ်သူရဲ့အပြုတ်အမှုအတွက်တတော်လေးကိုအံ့အားသင်နေခဲ့ရပေါ့။ဟဲ့ဘာလို့ကြလဲ။နင်ဘာလို့ငေါ့အခုလိုမျိုးဆွဲခေါ်လာခဲ့ရတာလဲ။နေရလေဟိုမှာကြည့်ပါဦးစီမီခွက်သွားထုံထတာလေတိုက်လို့စီမီကငိမ့်သွားပြီငါအရင်ဆုံးစီမီခွက်ကိုမီးသွားထုံအောင်မယ် နေအသက်ရှင်နေအောင်ပဲဆိုရင်တော့စီမီးခွက်တွေအများကြီးထွန်းလို့ရသေးတယ်။အခုလောလောဆယ်တော့နင်ဒီကနေအများဆုံးထွက်သွားလိုက်တော့တငယ်ချင်းဖြစ်သူဘွားကိုပြောနေရလဲဆိုတော့ကိုသူမလုံးဝနားမလည်နိုင်အောင်ဖြစ်နေခဲ့ပါတယ်။သူလည်းတငယ်ချင်းဖြစ်သူရဲ့အနောက်ကနေအများခတ်တုံတုံလေးလိုက်ပါသွားခဲ့ပါတော့တယ်။ဒီအချိန်မှာတစုံတစ်ယောက်ကသူမကိုအနောက်ကနေအတန်ပေးပြီးခေါ်လိုက်တလို့မျိုးပါပဲ။သူမအနောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါမှာအတော်လေးအံ့အားသင့်သွားခဲ့ပါတယ်။သူမရဲ့အနောက်တစ်တဲမှာအဖြူရောင်စာတွေဝတ်ထားပြီးမျက်နှာအုပ်ထားတဲ့အမျိုးသမီးတစ်ယောက်ရပ်နေခဲ့ပါတယ်။ အမျိုးသမီးရဲ့ဘိုက်ကအရှိကိုဖြူထွက်နေခဲ့တဲ့အတွက်ကြောင့်မို့လို့ကိုဝင်ရှိနေမှန်းသိကြပါရယ်အမျိုးသမီးရဲ့မျက်နှာပေါ်မှာအုတ်ထားတဲ့ပေါ်ဟာကလေတိုက်လွန်တဲ့အတွက်လွင်ထွက်သွားခဲ့ပြီးအမျိုးသမီးရဲ့မျက်နှာကရုတ်တရက်ပဲအယိုးစုပုံစံဖြစ်သွားခဲ့တဲ့အတွက်လက်တီကတယောက်ကြောက်လန့်သွားပါရယ်တောက်တွေးလိုက်တော့သူမလည်းအတန်အကျယ်ကြီးနဲ့အော်ဟစ်ပြီးမြေပေါ်မှာလဲကျသွားပါရယ်လတိကရဲ့တငယ်ချင်းကလည်းရွာသူရွာသားတွေရဲ့အကူအညီနဲ့အဖွားရဲ့အိမ်ကိုပြန်ခေါ်လာခဲ့ပေးပါရယ်။သူမသတိပြန်လည်လာခဲ့တဲ့အခါမှာတော့တငယ်ချင်းနဲ့အဖွားဖြစ်သူနှစ်ယောက်လုံးကိုတွေ့ခဲ့ရပါရယ်။ မီးရဲ့နေခုနတော့ကအကောင့်တိုင်းပဲလေရုတ်တရက်ကြီးပါဖြစ်သွားရတာလေအဖွာဟိုတဲ့လေရလေလက်တီကဘာမှထပ်မပြောခင်မှာပဲတငယ်ချင်းဖြစ်သူကလက်တီကရဲ့လက်ကိုကင်ပြီးတော့ပြောလိုက်ပါတယ်အဖွာရဲ့ဘာမှမဟုတ်ဘူးအဖွာသိတဲ့အတိုင်းပဲမြို့ပေါ်ကမိန်ကလေးတွေကတစ်ချိန်အကုန်လုံးဝိတ်ရှော့နေကြတာမလားအဲ့ဒါကြောင့်သူရဲ့ခန္ဓာကိုယ်ကတော်တော်လေးအားနေသွားတာလေ။ရွာမှာရက်နေငယ်လောင်နေလိုက်တဲ့အခါကျရင်တော့သူပြန်ပြီးအားရှိသွားပါလိမ့်မယ်။သူတငယ်ချင်းကအဖွာဖြစ်သူကိုအမှန်အတိုင်းပါဖြစ်လို့မပြောပြခိုင်းရတာလေဆိုပြီးအံ့အားသင့်သွားပါရီ အေးဟုတ်တယ်နင်ပြောတာမှန်တယ်ဒီနေ့ဆက်ပြီးတော့ငါတို့ကိုနှစ်ဆတိုးပြီးတော့ဂယူဆိုင်ပေးရမယ်ခဏလေးထိုင်နေကြအောင်နော်နင်တို့ဆက်ဖို့အတွက်ငါဟလဝါယူလာခဲ့ပေးမယ်အဖွားဖြစ်သူထွက်သွားတဲ့အချိန်မှာလတိကာကတော့သူ့တငယ်ချင်းကိုအန်အောနေရဲ့မျက်လုံးတွေနဲ့ကြည့်နေခဲ့ပါတယ်နင်ရဲ့အုံနောက်ထဲမှာမိခွန်းတွေအများကြီးမေးဖို့အတွက်ရှိနေလိမ့်မယ်လို့ငါထင်တယ်ငါသိတယ်သိပါတယ်ဒီမိခွန်းတွေအားလုံးရဲ့အဖြစ်ငါစီမှာမရှိဘူးငါသိသလောက်ပြောရမယ်ဆိုရင်တော့အဲ့ဒီတဲအိမ်တော်ဘယ်သူမှမတော်ဘူးဆိုတာပဲ ဘာလို့မတော်ကြတာလဲမတော်ကြတဲ့အကြောင်းရင်းတစ်ခုတော့ရှိရမှာပေါ့ရွာသူရွာသားတွေပြောပြတဲ့အကြောင်းတွေကိုငါတော့ကြားဖူးပါတယ်ဘာကြားဖူးတာလဲလွတ်လပ်ရေးမရခင်တော့ကအချိန်တုန်းကအကြောင်းအရာတွေပေါ့ဟာအဲ့ဒီအချိန်တုန်းကငါတို့နိုင်ငံတော်မှာလွတ်လပ်ရေးမရသေးဘူးမြေပိုင်ရှင်ကြီးတွေကရွာတွေကိုအုပ်ချုပ်ခဲ့တဲ့အချိန်ပေါ့ရွာမှာရှိတဲ့ရွာတကြီးရဲ့သမီးလေးတယောက်ရဲ့နာမည်ကပန်းကလေးတဲ့သူမတကယ်အယံအောင်လှတာလေအဲ့ဒီပန်းကလေးဆိုတဲ့မိန်းကလေးကိုနောက်ထပ်တရွာမှာနေထိုင်တဲ့ရွာတကြီးရဲ့သားသဘောကျခဲ့တယ် ပန်းကလေးကတောင်သူလေသမားတယောက်ရဲ့သမီးတစ်ဖက်ကမြေပိုင်ရှင်ရွာတကြီးရဲ့သားတထဲလေးနဲ့ကျမနဲ့ကမလိုက်ဖက်ပါဘူးကျမကိုကျေးဇူးပြုပြီးတော့လက်လွတ်ပေးလိုက်ပါတော့ရှင်ငါ့အမေကိုဘာဖြစ်လို့လက်လွတ်ပေးရမှာလဲငါမေကိုအရန်ချစ်မြန်နိုးတယ်မင်းမရှိပြန်နဲ့ငါမနေနိုင်ဘူးသိရလားငါတို့နှစ်ယောက်လက်ထပ်ဖို့အတွက်ဘယ်သူမှတားမြစ်လို့မရဘူးဟေနားလေလားတထေးလေးရဲ့စကားတွေကိုကြားခဲ့ရတဲ့အတွက်ပန်းကလေးကလည်းယုံကြည်မိသွားခဲ့ရပါဘို့။ဒါကြောင့်နှစ်ယောက်စလုံးကလည်းစီးကြုံမိသွားခဲ့ကြတယ်လေ။ဒီလိုနဲ့ပန်းကလေးကိုဝင်ဆောင်ထားခဲ့ရတဲ့အချိန် ဒီမှာပန်းကလေးမင်းတခြားတယောက်နဲ့ရခဲ့တဲ့ကောင်ဝင်ကငါကလေးဆိုပြီးတော့လာမဆွတ်ဆွဲနဲ့လေဘလို့စကားတွေပြောနေရလဲတထေးလေးရဲ့ကျွန်မပတ်သက်ဖို့ရာဆိုလို့တထေးလေးတယောက်ထဲရှိတာဒါကတထေးလေးရဲ့ကလေးပါတေးချိန်မှာတထေးလေးကပန်းကလေးကိုလက်ဆွဲခေါ်ဆောင်သွားပြီးတော့ရွာသူရွာသားတွေအားလုံးရှိမှအရှက်ခွဲဖို့ကြိုးစားခဲ့ဒီမှာကြည့်ပါဦးရွာတကြီးရဲ့ main ကလေးတွေကယောက်ျားမျိုးရသေးပဲနဲ့ကိုဝင်ဆောင်တဲ့ခေတ်ကိုတောင်ရောက်နေပြီလားပြီးတော့သူ့ရဲ့တရားမဝင်တဲ့ကလေးကိုလည်းကျွန်တော်ရဲ့ကလေးဆိုပြီးတော့ခေါင်းစဉ်တက်နေရလေဒီမှာတထေးလေး ရှင်လိမ့်မပြောခင်ဖယားသခင်ကိုကြောက်စမ်းမဒါရှင်ကလေးဆိုတာရှင်လဲသိရနော်ပန်းကလေးပြောတဲ့စကားတွေကိုဘယ်သူမှအယုံကြည်မရှိခဲ့ကြပါဘူးဒီလိုနဲ့ရွာတကြီးကလည်းပန်းကလေးကိုရွာနဲ့နှင်းထုတ်လိုက်ပြီးသူမလည်းရွာအပြင်မှာတယောက်တည်းတဲထိုးပြီးနေခဲ့ရတယ်သူမလည်းတိုင်းလီမှာနေနေနဲ့နောင်တတွေတပွေတပိုင်းနဲ့ဖြစ်နေခဲ့တာပေါ့သူတတ်သိဖို့အတွက်အကြိမ်ပေါင်းများစွာကြိုးစားခဲ့တယ်ဒါပေမဲ့လည်းသူ့ရဲ့ကလေးကိုစဉ်းစားပြီးသူလည်းမတတ်သိနိုင်ခဲ့ဘူးသူမတယောက်တည်းနေထိုင်ခဲ့တဲ့အတွက်ကြောင့်မို့လို့သူမကိုအခွင့်အရေးယူခြင်းတဲ့သူတွေအများကြီးလည်းပေါ်ပေါက်လာခဲ့ သူမရဲ့အိမ်ကိုဖောက်ထွင်းဝင်ဖို့အတွက်ယောက်ျားသားတွေအများကြီးရောက်ရှိခဲ့ပေမဲ့သူမကိုဟောက်ကိုကာကွယ်နိုင်ခဲ့တယ်။အချိန်တွေကုန်ဆုံးလာတာနဲ့အများသူမအရင်အထီးကျန်လာခဲ့တယ်။တယောက်ထဲနေခဲ့ရတဲ့အတွက်ကြောင့်မို့လို့သူမကိုဟောက်ကိုစကားတွေပြောနေခဲ့မိတယ်။တခါတလေကြာရင်ကိုဟောက်ကိုပြင်ဆင်နေပြောရွှင်နေခဲ့တယ်။တခါတလေကြာရင်မဟုတ်ဆုံးမတယောက်လိုမျိုးသူမအဖြစ်အဝတ်စာကိုဝတ်ဆင်ထားတတ်တယ်။သူမရဲ့ပုံစံတွေကိုကြည့်ပြီးရွာသူရွာသားတွေလည်းကြောက်လန့်ကုန်ကြတယ်။သူတို့အားလုံးအကြပန်းကလေးရအသက်ရှင်လေးရတရေမတကောင်ဖြစ်သွားခဲ့ပြီလေ။သူမနောက်ဘယ်သူမှမလာကြဘူး။ လူတွေကသူ့နာမည်ကိုတောင်မေ့သွားကြပြီ။အားလုံးကသူ့ကိုကြင်စားတင့်နေတဲ့မိမမကောင်းဆိုးဝါးဆိုပြီးတော့ခေါ်ကြတယ်လေ။သူမကအမအိပ်ဘေးမှာမလုပ်ခဲ့ဘူးဆိုတာကိုတော့သူမကိုယ်တိုင်းပဲသိတယ်။သူမကတော့အချစ်ကိုယုံကြည်ခဲ့မိတဲ့အတွက်ကြောင့်မို့လို့တစ္ဆောက်ဖောက်ခံခဲ့ရတဲ့ main ကလေးတစ်ယောက်ပါ။ဒီလိုနဲ့တ냐မှာတော့မိုးရေတဲထန့်စွာရွာသွန်းနေခဲ့ပြီးရာသီဥတုအခြေအနေကလည်းပြောင်းလဲနေခဲ့။ရွာသူရွာသားတွေအကုန်လုံးကလည်းမီးအိမ်လေးတွေနဲ့အိမ်ကိုစီမှာထိုင်နေခဲ့ကြတယ်။အရင်ညမှာဘန်းကလေးကတော့ဘိုက်တွေအရန်အောင်နာကျင်လုံးလုံးအော်ဟဲနေခဲ့ရပါတယ်။ တိန်လုံးမဲမောင်းနေခဲ့တဲ့အချိန်မှာသူမရဲ့အော်တန်ကအပြင်ကိုထွက်ပေါ်လာခဲ့တယ်။ဒါပေမဲ့မိုးရီအရန်ကိုရွာသွန်းနေခဲ့တဲ့အတွက်ကြောင့်မလို့သူမရဲ့အတန်ကိုရွာသူရွာသားတွေကမကြားချင်းအောင်ဆောင်ခဲ့ရလားတကယ်ပဲမကြားခဲ့ရလားဆိုတာကိုတော့ဘယ်သူမှမသိနိုင်ပါဘူး။သူမလည်းဘယ်သူအကူအညီမှမပါဘဲနဲ့ကလေးတယောက်ကိုမွေးဖွားပေးခဲ့တယ်။ဒါပေမဲ့ကလေးလေးကမွေးမွေးချင်းပဲကွဲလွန်သွားခဲ့ရှာတယ်။ပန်းကလေးကတော့ကလေးတယောက်ရှိလာပြီဆိုတဲ့စိတ်နဲ့ပဲအသက်ရှင်ဖို့ကြိုးစားနေထိုင်ခဲ့ပေမဲ့ကလေးမရှိရတဲ့အဆုံးသူလည်းကိုဟောက်ကိုဆုံးစီရင်ပြစ်လိုက်တယ် ရွာသူရွာသားတွေကလည်းပန်းကလေးတို့တာမီကွဲလွန်သွားတယ်ဆိုတဲ့သတင်းကိုကြားတာနဲ့နောက်ဆုံးတချို့ပေးဖို့အိမ်တဲကိုဝင်ဖို့ကြိုးစားခဲ့ကြပေမဲ့အိမ်တဲဝင်လို့မရခဲ့ဘူး။အိမ်ရဲ့အရှိမမွေးတကောင်ကအမြဲတမ်းစောင့်နေခဲ့တယ်။လူတွေကလည်းတော်တော်လေးကြိုးစားပြီးဝင်ဖို့အတွက်လှုပ်ခဲ့ကြပေမဲ့မအောင်မြင်ခဲ့ဘူး။နောက်တော့လူတွေကလည်းတဲအိမ်ဘက်ကိုလှည့်မကြည့်ရဲကြတော့ဘူးပေါ့။တဖြည်းဖြည်းနဲ့ပန်းကလေးတို့တာမီနှစ်ယောက်လုံးရဲ့အလောင်းကလည်းအယိုးစုပဲကြံတော့တယ်။အချင်းအကြာကြီးဒီပုံစံအတိုင်းပဲဆက်လက်ဖြစ်ခဲ့တယ်။ နောက်ထပ်ရနေငယ်ကြတော့ရွာသူရွာသားတွေကလည်းပန်းကလေးရဲ့တရေဝိညာဉ်ကိုစတင်တွေးကြရတယ်။တခါတလေကလေးငယ်လေးကိုချီပြီးရှောက်သွားနေတယ်။တခါတလေကြရင်တော့ကိုဝင်ဆောင်အနေထိုင်းနဲ့ရှောက်သွားနေတတ်တယ်။ပန်းကလေးကွယ်လွန်ပြီးရန်နေငယ်ပဲရှိပါသေးတယ်။ရွာတကြီးရဲ့အိမ်ကနေအော်ဟေးဆူညာညာတွေကိုကြားခဲ့ရတယ်။ရွာသူရွာသားတွေအားလုံးကလည်းအဲ့ဒီအခြေအနေကိုတွေ့ရနေအံ့ဩကုန်ကြတယ်။အဲ့ဒီနေ့ညမှာတော့ရွာတကြီးရဲ့အိမ်မှာအကြီးအကျယ်ပြဿနာတွေတက်ခဲ့ကြတယ်။ ရွာတကြီးရဲ့မိသားစုဝင်တွေအကုန်လုံးထောက်တနေရာမှာရပ်နေခဲ့ပြီးပန်းကလေးကတော့လေပေါ်မှာလွေမျောနေခဲ့တယ်။လှုပ်ပေးပါ။ငါ့ကိုလှုပ်ပေးပါ။ငါ့မိသားစုကိုလှုပ်ပေးလိုက်ပါဟာ။နင်ဒီကနေထွက်သွားပါတော့။ငါကနင်နဲ့နင်ရဲ့မိသားစုကိုလှုပ်ပေးရမယ်ဟုတ်လား။နင်ငါ့ဘော်လောက်ခဲ့တဲ့ကိစ္စတွေအားလုံးကြောင့်ငါနဲ့ကိုခွင့်လွှတ်ပေးရမယ်ပေါ့လေ။နင်ငါ့ဘော်မှားယွင်းခဲ့တဲ့အပြစ်တွေအကုန်လုံးကြောင့်ငါကျင်းတည်ပါအောင်နင်ကိုအပြစ်ပေးမယ်။တို့ခွင့်လွှတ်လိုက်ပါကွယ်။ तू မှားသွားပါတယ်။တို့ခွင့်လွှတ်လိုက်ပါတော့နော်။ ဒီလိုနဲ့တထေးလေးရဲ့အမေရဲ့အတန်းကိုကြားရတဲ့ပန်းကလေးကလည်းအရင်အောင်ဒေါသထွက်လာခဲ့ပြီးပန်းကလေးရဲ့အမေကိုလေပေါ်မှာလွှင့်မြောထားလိုက်ပါတယ်။နင့်တော့ငေါ့ပေါ်လောက်ခဲ့တဲ့အလုပ်တွေကဘလောက်တောင်မှားယွင်းလဲဆိုတာကိုသိရမလား။သူ့ရဲ့ကလေးကိုသူလက်မခံချင်ဘူးဆိုရင်တော့ရတဲ့ကိစ္စမရှိဘူး။ဘာလို့ငေါ့အရှက်တကွယ်အကျိုးနဲ့ဖြစ်အောင်လုပ်ခဲ့ရတာလဲ။သူ့ကြောင့်နဲ့ငှိုင်းမိသားစုနဲ့ငါကင်းကွာသွားခဲ့ရတယ်။ဟုတ်ပါတယ်ဟုတ်ပါတယ်။ငါဝန်ခံပါမယ်နော်။အမှန်တကယ်တော့နင့်ကိုဝင်ကငါရဲ့ကလေးပါပဲ။ငါကတမင်တတန်အင်းကိုလှည့်စားခဲ့မိတယ်။ ်ငားမေကိုလှုပ်ပေးလိုက်ပါရွာသူရွာသားတွေအကုန်လုံးကတထေးလေးရဲ့စကားတွေကိုကြားပြီးအားသိနေကြပါတယ်တထေးလေးကိုအားလုံးကအယံကိုအယိုသေးရှိကြပါတယ်တထေးလေးရဲ့စကားကိုနားထောင်ပြီးပန်းကလေးရဲ့စကားကိုဘယ်သူမှနားမထောင်ပေးခဲ့ကြတာဒီနောက်မှာတော့အားလုံးကလည်းပြောခဲ့ကြပါတယ်ပန်းကလေးရေငါတို့ကအားလုံးမှားခဲ့ကြတယ်ဆိုတော့နေငါတို့အပြစ်ပေးခြင်းအပြစ်ပေးနော်အားလုံးကကျမတို့အပြစ်ပေးခဲ့ကြတာပါကျမတို့တာမီနှစ်ယောက်လုံးရဲ့ဘဝကမှောင်မိုက်သွားခဲ့တယ်။ဘန်ကလေးကတော့တစ်ဖက်မှာရွာသူရွာသားတွေနဲ့စကားပြောနေကြတာကိုအခွင့်အကောင်းယူပြီး တထေးလေးနဲ့သူ့အမေထွက်ပြေးကြပါရီကြောက်တွေ့ကြရတဲ့အကြောပန်းကလေးဒေါသအရန်ထွက်သွားပါရီသူ့ရဲ့မျက်လုံးတဲကသွေးမျက်ရည်တွေကျဆင်းလာခဲ့ပါရီနင်ကလှည့်စားတတာအကျင့်ပါနေပြီပဲဒီနေ့လည်းနင်ကလှည့်စားပြီးထွက်ပြေးဖို့ကြိုးစားနေသေးရဲ့ဟုတ်လားနင်ဘုရားမှာဘယ်တော့မှသူများကိုထပ်ပြီးတော့တစ္ဆာဖောင်းနိုင်မှာမဟုတ်တော့ဘူးပြောပြီးတော့ပန်းကလေးကတော့သူ့ရဲ့လက်ကိုလှည့်လိုက်ပါရီဒီအချိန်မှာတထေးလေးခနာကိုတစ်ခုလုံးကဝေယမ်းနေခဲ့ပြီးသူ့ကိုယ်သူကယ်တင်ဖို့တော်လေးကြိုးစားခဲ့ပါရီဒါပေမဲ့ပန်းကလေးကတော့သူ့ကိုလုံးဝအလှမပေးခဲ့ပါဘူး ဒီလိုနဲ့အရှိန်နဲ့မြေပေါ်ကိုပြောက်ကျသွားတာနဲ့သူလည်းအုပ်ဆက်ပွင့်ပြီးတခါတည်းပွဲချင်းပြီးသွားပါတယ်။သွေးတွေအများကြီးထွက်နေခဲ့ပြီးတထဲလေးရဲ့မိသားစုဝင်တွေအကုန်လုံးကလည်းပန်းကလေးရဲ့ဒေါသကြောင့်တယောက်ချင်းစီအသက်ပေးသွားခဲ့ကြရတယ်။အဲဒီနောက်ပိုင်းဒီရောမှနေထိုင်ကြတဲ့ရွာသူရွာသားတွေအားလုံးကပန်းကလေးကိုနေရာစုံမှာတွေ့မြင်ရတတ်တယ်။ဒါပေမဲ့သူမဘယ်သူ့ကိုမှဒုက္ခပေးခဲ့တာတော့မရှိဘူး။ဒါပေမဲ့လိန်ညာလှည့်စားထားတဲ့သူတွေတယောက်ကိုဒုက္ခရောက်အောင်လုပ်ခဲ့ပေးတဲ့သူတွေကိုဆိုလို့ရှင်တော့ပန်းကလေးကတည်ရလေ။သူတို့ကိုဆိုရင်တော့ပန်းကလေးကကျင်းတည်ဖို့အဖြစ်ပေးရပါဘော။ လူတွေအားလုံးကသူမအမောင်တခင်မလို့ခေါ်ကြတယ်။သူကအခုဆိုလို့ရှင်တော့အမောင်နဲ့နေသားကြနေခဲ့ပြီ။ဘလောက်ပဲလူတွေစူးစမ်းခဲ့ပါစေသူရဲ့အိမ်အနီးနားတဝိုက်မှာအလင်းရောင်ကိုဖျန့်ချထားလို့မရခဲ့ဘူး။ဒီနေ့လည်းနင်ကသူရဲ့အိမ်ကိုအလင်းရောင်ပေးဖို့အတွက်စူးစမ်းခဲ့ရကိုအဲဒါကြောင့်သူကနေအရှိကိုထွက်လာခဲ့တာ။ဘယ်သူလဲ?ဘယ်သူအကြောင်းနေပြောနေကြတာလဲ။ ဘာမှမဟုတ်ပါဘူးအဖွားရဲ့ကျမနောက်မှပြန်လာခင်မဲ့သူ့ကိုဂရုစိုက်လိုက်ပါအောင်နော်အဖွားဖြစ်သူကလည်းကောင်မလေးရဲ့လက်ကိုဖမ်းဆွဲလိုက်ပါတယ်ပြီးတာနဲ့သူ့နာခေါ်ခဲ့ပါတယ်ဒါနဲ့နင်တို့နှစ်ယောက်ပန်းကလေးရဲ့အိမ်နာသွားခဲ့တာမဟုတ်ပါအောင်နော်ပြောနေနေအဖွားဖြစ်သူရဲ့ခန္ဓာကိုယ်မှာပန်းကလေးရဲ့အရေးကိုတွေ့မြင်ခဲ့ရပါတယ်ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားခဲ့တဲ့ပုံမြင်လေးကတော့ဒီအထိပါပဲ အခုလိုမျိုးစိတ်ဝင်စားဖွယ်ရတရေပုံမြင်လေးတွေကိုကြည့်ကြတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နော်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့ editor ပြန်လာဖြစ်ပါမယ်ရှင်။ကျေးဇူးတင်ပါတယ်။